င်္ဂလာပါခင်ဗျာမြမတန်ရဲ့ရုံမြင့်တန်ကြား MRTV ကနေပြီးတော့အပတ်စဉ်စီစဉ်တင်ဆက်ပေးနေမြမောက်ရီယာသုံးသက်ဆရာအစီအစဉ်ကနေပြီးတော့ကြိုဆိုပါရခင်ဗျာဒီတစ်ပတ်မြမောက်ရီယာသုံးသက်ဆရာအစီအစဉ်မှာဆိုလို့ရှိရင်တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဒီပြန်လည်ပြီးတော့ဖြစ်ပေါ်လာခဲ့တဲ့လက်နက်ကင်ပဋိပက္ခရင်နဲ့ပတ်သက်ပြီးတော့ဒီညဉ့်ညဉ့်လုပ်ငန်းစဉ်တွေမှာဘလို့စိန်ခေါ်မှုမျိုးတွေရှိနေလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးတင်ဆက်ပေးသွားကြမှာဖြစ်ပါတယ်ဒီအစီအစဉ်မှာဆိုလို့ရှိရင်တော့ဒီရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာအထွေထွေအတွင်းမှုဦးဆိုင်ညွန့်တွင်နောက်တစ်ခါလူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီကဥက္ကဋ္ဌဦးအောင်မိုးစောတို့ကိုကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့ဆွေးနွေးတင်ဆက် ပေးသွားကြမှာဖြစ်ပါတယ်။ဒီစီစဉ်မှာဆွေးနွေးကြမယ့်အကြောင်းအရာတွေအရဆိုလို့ကျွန်တော်ဒါထုတ်လွှင့်ပေးတဲ့မြမသံနဲ့ရုံမြင့်တန်ကြား MRTV ရဲ့အာပေါ်လည်းမဟုတ်သလိုဒီစီစဉ်တွေကိုထုတ်လုပ်ပေးတဲ့ MCN ရုပ်သံသတင်းဌာနရဲ့အာပေါ်လည်းမဟုတ်ပဲနဲ့ပါဝင်ဆွေးနွေးကြမယ့်လူပုဂ္ဂိုလ်တဦးချင်းစီရဲ့အာပေါ်သာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဦးဆုံးအနေနဲ့တင်ပြထားလို့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါဆရာတို့ခင်ဗျာ။ဟုတ်ကဲ့ပါဗျာ။ဟုတ်ကဲ့ဗျာ။ကျွန်တော်ခင်ဗျာဟုတ် ဟိုပထမဦးဆုံးအနေနဲ့ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းတွေကစတင်ပြီးတော့ဒီရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာပေါ့နော်ဒီတိုင်းသာလက်နက်ကိုင်ဖွဲ့စည်းချို့ကနေပြီးတော့ဒါလက်နက်ကိုင်ပဋိပက္ခတွေဒါပြန်လဲပြီးတော့ဖြစ်ပေါ်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတဲ့အခါမှာပထမဦးဆုံးအနေနဲ့ကျွန်တော်သိလို့တာကတော့ဒီလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းပေါ့နော်ဆရာအဲ့ဒါကဘယ်လိုရှိမယ်လို့ဆရာတို့အနေနဲ့သုံးသပ်မိပါသလဲပေါ့နော်ဆရာဥအောင်မိုးဆိုရအမြင်လေးကျွန်တော်စပြီးတော့သိလို့ပါတယ်ခင်ဗျာ ဲ့အချိန်နေနဲ့ဆက်ဆက်ပြီးတော့မှာ ဟုတ်ကဲ့ဟုတ်ကဲ့ဗျဆိုတော့ဆရာဦးဆိုင်ညွန့်လွန်ဆိုလို့ချင်းရောဒီတိုက်ပွဲဒီလက်နက်ကင်ပဋိပက္ခတွေအပေါ်ကိုဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုတော့ဆရာအမြင်ဘယ်လိုများရှိပါမလဲဗျအေးမာမိတ်အဖွဲ့တွေပေါ့နော်မြောက်ပိုင်းမာမိတ်အဖွဲ့တွေထုတ်ပြန်ချက်အရဆိုတော့သူတို့ဒီကချင်ပြည်နယ်ဘက်မှာပေါ့နော်ဒီမြောက်ပိုင်းဘက်မှာဒီအစိုးရဘက်ကနေပြီးတော့ဖိအားတအားများလာတယ်ပေါ့နော်များလာတဲ့အတွက်သူတို့ဘက်ကနေပြီးတော့ဒါရုံထွက်တဲ့အနေနဲ့ဒီဘက်မှာဆစ်စင်ရေးပြန်လုပ်တယ်ဆိုပြီးတော့ဒါသူတို့ဘက်က ဖြည့်ရှင်းရပေးပါတယ်ဒီစစ်ပွဲကလည်းကန်တတဲ့စစ်ပွဲလို့လည်းပြောပါတယ်နော်နောက်တစ်ခုကတော့ကော်မိုးစော်ပြောလို့ပဲဒီခုနသုံးဖွဲ့ပေါ့အဲ့ထက်သုံးဖွဲ့ကိုအစိုးရဘက်ကတိတ်ပြီးအတိမတ်မပြူပါဘူး27ရာစုပင်လို့ညီလာခံမှာလဲသူတို့တက်ခွင့်မပေးတဲ့အတွက်ဒါကိုပြန်ပြီးတော့အတိမတ်ပြူဖို့အတွက်ပို့လဲရွေတက်စစ်ပွဲလဲဖြစ် နိုင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဆိုတော့ဆရာခင်ဗျာဒါကျွန်တော်တို့ပြန်ပြီးတော့ဒါဖြစ်ပေါ်ခဲ့တဲ့ဒါငញ្ញញရေးလုပ်ငန်းစဉ်တွေအပေါ်ကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရလို့ရှိရင်ဒါနိုင်ငံလုံးအတိုင်းဒါအနေနဲ့ပြစ်ခတ်တက်ခိုင်မှုရဆိုင်ရေးဒီသဘောတူစာချုပ် NCA ကိုလက်မှတ်ထိုးခဲ့ပြီးတဲ့နောက်ပိုင်းမှာဒါကတော့အရင်အစိုးရလက်ထက်ကလှုပ်သွားတာပေါ့နော်ပြီးတဲ့အချိန်မှာဒီဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရဒါတာဝန်ယူတဲ့ကာလတွေမှာကျတော့ဒါ27ရာစုပင်လုံညီလာခံပေါ်ပေါက်ဖို့အတွက်ဆိုပြီးတော့ဒါဟိုပြီးခဲ့တဲ့လပိုင်းတွေကပဲဟိုပထမအဆုံးစပြီးတော့စီဝေးတွေ ကျင်းပပြီးတော့လှုပ်ဆောင်ခဲ့တယ်ပေါ့နော်ဆရာဆိုတဲ့အခါမှာဒီလက်မှတ် NCA မှာလက်မှတ်မထိုးခဲ့ရတဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့အစည်းတွေဒီအခုပဋိပက္ခတွေမှာပါဝင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ဒီငင်းငင်းလုပ်ငန်းစဉ်မှာပါဝင်သူတို့ပါဝင်ပြီးတော့ဆောင်ရွက်လာဖို့ရအတွက်ကိုအစိုးရအနေနဲ့ကနေရာမပေးခဲ့လို့များသူတို့ကပါဝင်ဆောင်ရွက်ခွင့်မရခဲ့တာလားဆရာအဲ့ဒီအပေါ်ကိုဆရာတို့ဘယ်လိုအမြင်မျိုးရှိပါမလဲဆရာ ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဆိုတော့ဆရာအနေနဲ့ဆိုလို့ရှိရင်ရောဒီငင်းငင်းလုပ်ငန်းစဉ်မှာအခုဒါလက်နက်ကင်ပဋိပက္ခဖြစ်ပေါ်နေတဲ့တိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေဒီပါဝင်ခွင့်မရခဲ့ရတဲ့အခြေအနေပေါ်ဆိုရင်ရောဆရာဘယ်လိုမျိုးအမြင်ရှိပါမလဲဆရာကျွန်တော်ထင်တယ်ဗျာမြမဒီလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီဒီဒီနေ့ဒီပြည်ရင်းစစ်ငင်းငင်းရေးနဲ့ပတ်သက်လို့ပေါ့နော်ပြည်ရင်းစစ်တွေငင်းငင်းပြစ်ခတ်ရစဲရေးဖြစ်ဖို့အတွက်ကိုဆောင်ရွက်တဲ့နေရာမှာဖြစ်ပေါ်တိုးတက်မှုအကောင်းဆုံးအခြေအနေလို့ကျွန်တော်ထင်ပါတယ် ူးတော်လည်းပဲအခုကဆင်ပြောင်ကြီးအမိကြမ်းမှာတက်တယ်လို့ဖြစ်နေဆိုဒီ NCA ပေါ့ single tax ရဖို့အတွက်ပေါ့နော်ဟိုအားလုံးတဘိုးတူတဲ့စာသားတစ်ခုရဖို့အတွက်ကိုဒီပုံမှန်33ချက်ပါတယ်ဥစ္စာရဖို့အတွက်အားလုံးဝိုင်းဆွေးနွေးခဲ့တာပဲသူတော်လည်းပဲဒီကအခုကလက်မှတ်ထိုးမဲ့အချိန်ကြာမှတက်နေတာအခုကဒါတကယ်တကယ်ကျတော့ညီညာရေးအပြစ်ခတ်ရစေဆိုတာလမ်းမြင်နေရပြီသူရောက်အောင်မသွားနိုင်တဲ့အနေအထားမျိုးဖြစ်နေတယ်ဟုတ်ကဲ့ ဆိုတော့ဒါကတော့ကျွန်တော်ထင်တယ်အစိုးရဘက်ကရောတပ်မတော်ဘက်ကရောနော်ဒီတော်လိုင်းလုံနေတဲ့ဖွဲ့စည်းတွေဘက်ကရောအားလုံးဒီစိတ်ကောင်းစေတနာကောင်းနဲ့ထားပြီးတော့နည်းနည်းတစ်ဖက်အားလုံးပေါ့နော်အားလုံးတစ်ဖက်တည်းတော့ကျွန်တော်ပြောချင်ပါဘူးနည်းနည်းလေးစီလျှော့လိုက်လို့ရှိရင်တော့ကျွန်တော်တို့မြန်မာတမိုင်းမှာတော့ဟိုတင်တင်ရှားရှားဟို တန်ရင်းမယ်ပေါ့နော်တမန်ကောင်းတဲ့ဆယ်လာကြီးတစ်ခုတော့ကြံမလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာဆိုတော့ဆရာပြဟိုနောက်တစ်ခုကျွန်တော်တို့သိလို့တာကတော့ဒီတန်သားလက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ဟိုဒီဟိုနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ကဒါငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဒါပါဝင်ပြီးတော့ဆောင်ရွက်ဖို့ဆိုပြီးတော့ကန်လန်းပြီးတော့ဖိတ်ခေါ်တဲ့အခါမျိုးမှာဒါလက်နက်ကင်လမ်းစဉ်ကိုဆွန့်လွှတ်ပြီးတော့ ပါဝင်နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုကနေတာပါဝင်ပြီးတော့အဖြေရှာဖို့ဆိုတာမျိုးသူဖိတ်ခေါ်တဲ့ဖိတ်ခေါ်ချက်တွေမှာလည်းကျွန်တော်တို့အများအားလိုလိုတွေ့ရပါတယ်ခင်ဗျာဆိုတော့အဲ့ဟာကရောဒါဟိုတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက်ဆိုရင်စင်ခုံမှုများဖြစ်နေနိုင်မလားပေါ့နော်ဆရာကွန်မှုဆိုဘယ်လိုမျိုးများအမြင်ဖြစ်နိုင်တယ်လို့ထင်ပါတယ်ဟိုတနေ့ကကျွန်တော် OK。じ တင်ပါတင်ပါဟုတ်ကဲ့ဗျာဟိုဆရာဆိုရင်ရောဘယ်လိုမျိုးအမြင်မျိုးရှိနိုင်ပါ့မလဲမှန်ပါတယ်အဲ့လိုပဲအားလုံးကဒီ processor ကိုဝင်ဖို့စဉ်းစားနေပါလေအခုကဒီဒေါ်လာရင်းဖွဲ့တွေကိုပြန်ကြည့်တာလေးမျိုးလေးစားတွေ့နေရတာပထမမျိုးရှစ်ဖွဲ့ကတော့ဒါ NC မှာလက်မှတ်ထိုးတာပါနောက်ပြီးတော့လက်မှတ်ထိုးဖို့အာဒီဟိုလေတဘောတူပြီးပြီတို့တော့မထိုးရသေးတဲ့ဖွဲ့တွေပေါ့နော်အဲ့ဖွဲ့တွေရှိပါတယ်နောက်တချို့ကတော့လက်မှတ်ထိုးစရာမလိုဘူးဆိုတဲ့ဖွဲ့တွေရှိတယ်မထိုးဘဲနဲ့ မထိုးစရာမလိုဘူးကနော်မထိုးဘဲနဲ့သူကဒီဒီညီလာခံကိုဝေဖို့ဆိုတဲ့ရှိရနောက်တစ်ဖွက်သုံးဖွဲ့ကတော့ဒီတပ်ဘက်ကဒါလက်မခံတဲ့အဖွဲ့ပါတပ်ဘက်ကပြတဲ့အကြောင်းပြချက်ကတော့ဒီကိစ္စတွေပေါ်ပြီးတော့မှဒီတပ်ဖွဲ့တွေကထူထောင်လာတာအရင်ကတည်းကရှိခဲ့တဲ့တပ်ဖွဲ့တွေမဟုတ်ဘူးဒါကြောင့်မှသူကဒီဟာကသူဒီတပ်ဘက်ကတောင်းဆိုတာကဒီလက်နက်ကင် ုံလိုက်ကာလာဟိုဟာကိုစွန့်လို့မယ်ဆိုတော့တဘောမျိုးပေါ့နော်ဒီထုတ်ပြန်ချက်မျိုးရှိရင်တော့သူလက်ခံမယ်ဆိုတော့တဘောမျိုးရှိပါတယ်ဆိုတော့ခုနကအခြုံပြောမယ်ဆိုရင်တော့တော်တော်တော့စူးစမ်းရမယ်သို့တော်လည်းပဲဖြစ်လဲဖြစ်နိုင်တယ် ်မဖြစ်ဘူးနိုင်ဘူးဆိုတဲ့အနေဓာမျိုးတော့လည်းမရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဗျာကျွန်တော်တို့ဒါကျွန်တော်တို့တန်းပြည်ရဲ့တမိုင်းကိုပြန်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့တန်းပြည်ဒါလွတ်လပ်ရင်းနဲ့အတူပေါက်ဖွားလာတဲ့လက်နက်ကင်ပဋိပက္ခလို့တော့ကျွန်တော်တို့သုံးသက်လို့ရှိရင်သုံးသက်လို့ရနိုင်ပါတယ်ဆရာရေဆိုတဲ့အခါမှာအရင်တော့ကျွန်တော်တို့တန်းပြည်မှာဖြစ်ပေါ်ခဲ့တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်အစိုးရနဲ့တက်မတော်နဲ့ဆိုတာအဲ ကွယ်ပြားမှုမရှိဘဲနဲ့တပေါင်းနဲ့ပေါ့နော်အစိုးရရဲ့အာဘော်တီလည်းတက်မလို့ရဲ့အာဘော်တက်မလို့ရဲ့အာဘော်တီလည်းအစိုးရရဲ့အာဘော်ဆိုတာမျိုးဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုအချိန်နေမှာကျတော့ကျွန်တော်တို့ဒါဟိုသမိုင်းဝင်ဒါနိုင်ငံရေးပြောင်းလဲမှုဖြစ်နေတဲ့အချိန်မှာကဟိုဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဿနာကတော့တပိုင်းတော့ရှိတာပေါ့လေဒါပေမဲ့တော့စစ်တပ်နဲ့တက်မလို့နဲ့ဒီအစိုးရအဖွဲ့နဲ့ဆိုတဲ့ဟာကတော့ဘော်ရီကဟိုဘော်ရီနှစ်ခုဖြစ်သွားတဲ့အချိန်အနေမျိုးမှာရောတိုင်းသားတွေဘက်ကဒါ လက်နက်ကင်ဖွဲ့စည်းတွေဘက်ကဒီအပေါ်ကိုဒါနိုင်ငံရေးဥဆောင်မှုကိုပြုနေတဲ့အစိုးရအဖွဲ့အပေါ်ကအစိုးရအဖွဲ့ရဲ့ဩဇာအာဏာကဖွဲ့စည်းပုံအခြေခံဥပဒေအရတက်မတော်အပေါ်လွှမ်းမိုးမှုမရှိတဲ့အတွက်ကြောင့်များဒီလိုမျိုးသူတို့အနေနဲ့ဒါဟို27ရာစုပင်လုံးညီလာခံလိုဟာမျိုးမှာပါဝင်ဖို့ဟာအတွက်ဆိုတာမျိုးအခက်အခဲမျိုးဖြစ်နေတာမျိုးတွေများရှိနိုင်မလားပေါ့နော်ဆရာကိုအောင်မိုးဆိုဘယ်လိုမျိုးအမြင်ရှိနိုင်လဲဗျာကျွန်တော်မြင်တယ်ကျွန်တော်သိတယ်လို့ 变压器啊，都变了。好改变。后给他的裤子。 ရှိနေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဆိုတော့ဆရာဦးစန်းညွန့်လွန်ဆိုရင်ရောဗျာဒါလက်ရှိအခြေအနေရဒါခုနကတော့ပြောသလိုတမရော်နဲ့ဟိုအစိုးရနဲ့ရဲကြားထဲမှာဒါကကွာဟာချက်ရှိနေတဲ့ gap ပေါ်မှာအခြေပြုပြီးတဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက်နဲ့လွှမ်းမိုးမှုမရှိဘူးဆိုတော့အစိုးရဖွဲ့အနေနဲ့အစိုးရအဲတမတော်ပေါ်ကိုလွှမ်းမိုးမှုမရှိနိုင်ဘူးဆိုတော့အချက်အချောင်များဒါတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကဟိုဒီ အရှိန်ကိုပို့ပြီးတော့အစိုးရအဖွဲ့အနေနဲ့တက်မတော်ပေါ်လွှမ်းမိုးမှုရှိလာနိုင်ဖို့အတွက်ဆောင်ရွက်တယ်ဆိုတဲ့အမြင်မျိုးများဇာတ်ရုံးအနေနဲ့မြင်လို့ရတာမျိုးလေးရှိမလားဗျာအထူးကပြဿနာကတော့ဒီ2008ခြေကောက်ဥရရဲ့ပြဿနာပါလေနော်ဆိုကျွန်တော်တို့ကတော့အမြင်မ်းတိုက်တွန်းတယ်တက်မတော်နဲ့လက်ရှိအစိုးရနဲ့တတ်နိုင်တယ်လို့ပေါ့နော်ဒီထက်ပို့ပြီးတော့ဆွေးနွေးမှုတွေညှိနှိုင်းမှုတွေလုပ်ဖို့တင့်တယ်လို့ကျွန်တော်တို့အမြင်မ်းတိုက်တွန်းပါတယ် အခုဒီဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ဒီစေစံညင်နိုင်ရဲ့အဖွဲ့ဆိုရင်လည်းပဲဒီအစိုးရဘက်ကလူတွေနဲ့နောက်တမတော်ဘက်ကလူပူပေါင်းပြီးတော့ဆွေးနွေးနေတာပဲတကယ်ပြောမဆိုတော့လေသူတို့လည်းပဲသူတို့ဆွေးနွေးပြီးတာနဲ့သူကပြန်ပြီးအစီရင်ခံရတဲ့ချိန်ကြတော့နှစ်ဖွဲ့ဖြစ်နေတော့အစိုးရအဖွဲ့စီတစ်ခုသွားမယ်တမတော်ကဝဲဦးစီးချုပ်စီတစ်ဖွဲ့သွားမယ်အဲ့လိုဖြစ်နေတာအဲ့ဒါကြောင့်ကျွန်တော်ခုနပြောလို့အစိုးရနဲ့တမတော်နဲ့ ါတစ်ဖွဲ့တည်းပဲလေနော်နီးနီးပြီးတော့မှလည်းအတူတူနေနေကြတဲ့အခါကျတော့ပူပြီးတော့တက်တက်ပူပြီးညှိနှိုင်းဖို့လိုတယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲ့ဘက်မှာပြေလည်တယ်ဟေးဆိုရင်ကျွန်တော်ထင်တယ်ဒီခုနလိုမျိုးတော်လိုင်းရဲ့ဖွဲ့စည်းတွေကိုစိစက်ဆွေးနွေးတဲ့အခါမှာပူပြီးထိရောက်မယ်ပူပြီးတော့လည်းပဲနီးစပ်မှုရှိလာမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဗျဟိုနောက်တစ်ခုကျွန်တော်သိချင်တာကတော့ဒါနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ဒါငញ្ញញ្ញလမ်းပြမြေပုံလို့ပြောရပြောရအောင်မဲ့ အချက်တွေပေါ့နော်ဆိုတော့ဒီပထမဆုံးဒါ27ညလောက်27ရာစုပင်လုံးညလာကန်ကျင်းပါမယ်အဲ့ဒီကျင်းပါတယ်ဆွေးနွေးမှုတွေကနေပြီးတော့မှထွက်ပေါ်လာတဲ့ဟာတွေနဲ့ဒါဟို27ရာစုပင်လုံးတင်ညာစာတန်းလိုမျိုးသူတို့ထုတ်ပြန်မယ်အဲ့ဒီထုတ်ပြန်တဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့မှဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ကိုသူတို့ရေးဆွဲမယ်အဲ့ဒီဟာကိုပြင်ဆင်နိုင်ဖို့အတွက်သူတို့စူးစမ်းမယ်ပေါ့နော်အဲ့ဒီ constitution နဲ့အညီပဲရွေးကောက်ပွဲတွေလုပ်ပြီးတော့စစ်မှန်တဲ့ favorite ပြည်ထောင်စုကိုသွားမယ်ဆိုရယ်သူ့ရဲ့နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ရဲ့ငြိမ်းချမ်းရေးလမ်းပြမြေပုံလို့ဟာမျိုးကိုများပြည်သူတို့လည်းထုတ်ပြန်ထားတာလည်းရှိတော့ဒီ frame bound တွေပေါ်မှာဒါခုနကဆရာဆွေးနွေးထားတဲ့အချက်တွေမှာဆိုလို့ရှိရင် constitution ပြဿနာပေါ့နော်ဆိုတော့ဒီ constitution ပြဿနာကိုဒီ process ကနေပြီးတော့ဒါ ဝင်ပြီးတော့သွားဖို့ဆိုတဲ့ဟာမျိုးလမ်းကြောင်းအတိုင်းပင်ခံကတော့ဟိုပြောထားတာမျိုးရှိတာပေါ့လေဆိုတော့ဒီအပေါ်မှာဆိုရင်ရောဆရာတို့ဒါနိုင်ငံရေးအင်အားစုတွေအနေနဲ့ပဲဖြစ်ဖြစ်ဒါလက်နက်ကိုင်အင်အားစုတွေအနေနဲ့ပဲဖြစ်ဖြစ်ဒီလမ်းကြောင်းပေါ်ကိုဒါတန်တရားဖြစ်နေလို့များအခုလိုမျိုးလက်နက်ကိုင်ပဋိပက္ခတွေပြန်ပြီးတော့ဖြစ်ပေါ်လာတာလားပေါ့နော်ဒီအပေါ်ကိုဆရာဘယ်လိုအမြင်ရှိပါမလဲဗျာဆရာဦးဘောမစော ုတ်ကဲ့ဟုတ်ကဲ့ဗျာဆိုတော့ဆရာအနေနဲ့ဆိုရင်ဘယ်လိုမျိုးအမြင်မျိုးရှိပါအောင်လဲဗျာဆရာဆိုတော့ဒီခုနလိုမျိုးလမ်းမူဝါဒပေါ့နော်ထွက်လာတဲ့ဟာနဲ့ပတ်သက်လို့တော့တော်တော်လေးရှုပ်တွေးမှုရှိတယ်ဟိုတချို့ကလည်းဒါ NCA နဲ့ကွဲလွဲတယ်လို့ဝေဖန်တာလည်းရှိတယ်တချို့ကလည်းဒါမကွဲလွဲပါဘူးဒါဟိုတူပါတယ်လို့ပြောတာလည်းရှိပါတယ်ခုနကျွန်တော်တင်ပြလို့ပေါ့အခုကနှစ်ခုလို့ဖြစ်သွားတယ်နှစ်ခုလို့ဖြစ်သွားတဲ့ခါအသိ မကောင်းလူတို့အနေနဲ့ရောတော့တခြားကိုစိစက်ဆူနေနေတဲ့အဖွဲ့အစည်းတွေပေါ့မှာတွေ့ဝေဝါနိုင်တယ်နော်ဘာကြောင့်ခုနကကျွန်တော်တိုက်တွန်းတာကကျွန်တော်ထင်တယ်အစိုးရနဲ့တပ်မတော်နဲ့ဆူနေညှိနှိုင်းမှုအားနင်းနေတယ်လို့ထင်တယ်ဒါကြောင့်ခုနကကျွန်တော်ဟိုပေါ့ဖြစ်နိုင်ရင်ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ဆွေးနွေးနိုင်တယ်လို့ဆွေးနွေးတင်တယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျဆရာပြဆိုတော့ဆရာပြဒါဟို လန်နဂိုင်ပဋိပက္ခတွေအကြောင်းကျွန်တော်ပြန်သွားရမယ်ဆိုလို့ရှိရင်တော့ဒါပြန်လဲပြီးတော့ပေါ်ပေါက်လာတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာပြန်လဲပြီးတော့ဖြစ်ပေါ်ခဲ့တဲ့လန်နဂိုင်ပဋိပက္ခတွေအကြောင်းမလို့ဒါအဲဒေသခံပြည်မဲ့ပြည်သူချုပ်လဲဒါအထူးအတိုင်းအရာရှိတာတွေနောက်ပြီးတော့ဟိုလက်မဆွတ်သွေးရေးတွေအဲဆိုင်ကြဆိုင်သွားတာမျိုးလေးတွေပေါ့နော်ကျွန်တော်ဒါမျိုးတွေတွေ့ရတဲ့အခါမျိုးတွေမှာဆိုရင်ရောဟိုတကယ်တကယ်ဒီပဋိပက္ခတွေရဲ့သဘောဒီပြည်သူတွေပဲကျွန်တော်တို့ကဒါအကျိုးဆက်ကလာပြီးတော့ထိရောက်တာတွေလဲထိကြိုက်တာတွေလဲရှိတော့ဒီအခြေအနေတွေအများဆုံးရက်ပြီးတော့ဒါ တွဲဆောင်ဆွေးနွေးလမ်းကြောင်းပေါ်ရောက်ဖို့အတွက်ဆိုလို့ရှိရင်ရောဆရာတို့ဒါနိုင်ငံရေးအင်အားစုတွေအနေနဲ့ဆိုရင်ဒါတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရောနောက်အစိုးရနောက်တစ်ခါတက်မတော့ပေါ့နော်ဒီ၃ဦး၃မလဲကိုဆရာတို့အနေနဲ့ဘာတွေမြေတားရက်ခံနေတာမျိုးတွေရှိပါအောင်မလဲဆရာဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆိုတော့ဆရာအနေနဲ့ဆိုလို့ရှင်တော့ဒါတန်တန်နာလက်နက်ကိုင်ဖွဲ့စည်းနေတဲ့ဆိုလို့ရှင်လဲဒါသူတို့အနေနဲ့ဒါနိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုကိုသူတို့လိုလားချက်တစ်ခုနဲ့သူတို့ကဒါဟိုညဉ့်ညဉ့်လမ်းကြောင်းပေါ်မှာသူတို့ပါဝင်လိုတယ်ပေါ့နော်တစ်ဖက်ကလည်းဒါပါဝင်ခွင့်ကိုပိတ်ပင်ထားသလိုပုံစံမျိုးတွေဖြစ်နေတော့အစိုးရဘက်ကိုဆိုလို့ရှင်ရောသူတို့ဘလို့အခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ်ပါဝင်မှုရှိလောင်လို့အတွက်အတိအမှတ်ပြုမှုလိုဟာမျိုးဘလို့တွေပေးဖို့များလိုအပ်နေရလို့ဆရာထင်ပါလဲဆရာဆရာအခုကဘယ်လိုဖြစ်လဲဆိုတော့ ဆွနူပွဲပြတ်သွားတာလည်းမဟုတ်ဘူးဆရာသူထုံးစံအရဆိုတော့ဆွနူပွဲပြတ်သွားလို့တိုက်ပွဲတွေပြန်ဆတယ်ဆိုတော့ဒါတမျိုးပေါ့နော်အခုကဆွနူပွဲတွေကရှိနေလားဆွနူပွဲရှိနေရင်လည်းအခုကဆွနူပွဲကခဏရပ်နာတာဟိုကတစ်ခုနဲ့တစ်ခုခြားရတာပေါ့နော်အဲ့ဒီအချိန်မှာတိုက်ပွဲပြန်ဖြစ်တယ်ဆိုတာကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးဟိုမဖြစ်သင့်ဘူးပေါ့နော်အဲ့လိုပဲပြောရမှာပဲဆိုတော့ဒီဆွနူပွဲမှာဘာကြီးဆွနူပြီးတော့ဘယ်လိုမပြေလဲမှုတွေဖြစ်တယ်လဲတော့ကျွန်တော်တို့မသိဘူးပေါ့နော်ဆိုတော့ note ဆက်မဲ့ဆွနူပွဲထဲမှာဆိုရင်လည်းပဲ KIA ပါတဲ့ အဲကိုယ်စလေအဖွဲ့ပဲနော်အဲ့ဒါဆိုတော့အခုချက်ချင်းလငင်းမြင်းမြန်းဆန်းဆန်းပေါ့နော်သူတို့ငကူချိန်ထားတဲ့ရက်ချိန်တယ်ဆာလို့ရှင်ဒီရှိကိုတူပြီးတော့ဇွန်ရီလိုက်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဒီချိန်မှာကြာအခုဆိုရင်အစိုးရဘက်ကဇွန်ရီတဲ့အဖွဲ့တွေကတယုတ်ပြူသွားနေတယ်နှစ်ရက်နေမှတော့ပြန်လာတယ်ဆိုဖြစ်နိုင်တော့ဒီခီးစဉ်တွေကိုချုံပြီးတော့မြန်မြန်ပြန်လာပြီးတော့နော်ဟိုဘက်ကရှိတဲ့အဖွဲ့နဲ့ဖိတ်ခေါ်ပြီးချက်ချင်းဇွန်ရီတော့ ဒီစစ်ပွဲတွေကိစ္စတော့နည်းနည်းရှင်းနိုင်လိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာပြဆိုတော့ဆရာပြကျွန်တော်တို့တိုင်းပြည်ရဲ့ဒါဟိုဒီမိုကရေစီပန်းနိုင်လို့ခေါ်တဲ့ဒီစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုဒါနိုင်ငံရေးတွဲဆောင်ဆွေးနွေးပွဲတွေကတဆင့်သွားနိုင်ဖို့ဟာအတွက်ပေါ့နော်ဟိုဆရာတို့ရှေ့မှာလည်းကြကြပြပြဆွေးနွေးခဲ့ပြီးပါပြီဆရာရေဒါပေမဲ့တော့ဒါနောက်ဆုံးအနှစ်ချုပ်အနေနဲ့ပေါ့နော်ကျွန်တော်တို့ကတော့အပိုင်းလေးတွေခွဲပြီးတော့အကြံပြုစေချင်ပါတယ်နောက်အဲအဲအပိုင်းလေးတွေအရဆိုရင်တော့ကျွန်တော်တို့ဒါအမြဲတမ်းပြောရဲတန်တာလက်နက်ကအဖွဲ့အစည်းတွေ အတွက်အပိုင်းရဲ့နောက်ပြီးတော့တမရော်နဲ့အစိုးရအပိုင်းရဲ့ပေါ့နော်ဆိုတော့အဲ့နှစ်ပိုင်းပေါ်မှာခွဲခြားပြီးတော့သူတို့တွေအနေနဲ့ဒါအမြန်ဆုံးဒါနိုင်ငံရေးရာတွေ့ဆုံဆွေးနွေးအဖြစ်ရှာမှုမျိုးဖြစ်အောင်လို့အတွက်ဆရာတို့အနေနဲ့နောက်ဆုံးအကြံပြုပြီးတော့တိုက်တွန်းနေတာမျိုးလေးတွေရှိရင်ဆရာဦးအောင်မို့ဆိုအကြံပြုပြီးတော့တိုက်တွန်းပြောကြားပေးပါအောင်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဟုတ်ဆိုတော့ဆရာဦးစန်းညွန့်လွန်ဆိုလို့ရှိရင်ဟောဗျာဒီဗားရီများဟိုဖြည့်သွင်းပြီးတော့ဒီကျွန်တော် ဖေဖော်ဝါရီထဲမှာလဲဒါဒုတိယကြိမ်ပြင်လုံကလဲစတော့မှာဆိုတော့အဲ့ဟာမတိုင်ခင်မှာဟိုနိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့အတော့ကိုဆရာအနေနဲ့ဗားရီအကြံပြုပြီးတော့တိုက်တွန်းပြောကြားလိုတာမျိုးတွေရှိပါအောင်လဲဆရာဆွေးနွေးပွဲတွေကိုတကားပူပြီးတော့ဖွင့်တင်တယ်ဆွေးနွေးပွဲတကားဖွင့်ပြီးတော့ဒီဖိတ်ခေါ်ပြီးတော့ဗောနော်ဟိုဆွေးနွေးပွဲတွေအသက်ဝင်အောင်လုပ်နေတယ်ဆိုရင်တော့စစ်ပွဲတွေပဲမှာရောပါမယ် နော်ဒီစူးနုပတ်တကားတွေပိတ်ထားတာနေတဲ့စစ်ပွဲတွေရှိနေဦးမှာပဲဆိုဖြစ်နိုင်တော့ဒီခုနကကျွန်တော်ပြောတကားကိုကျေပြန်ပေါ်ပြန်ဖွင့်ပို့လို့မယ်ပြီးတော့ဒေတာပို့ပြီးပြောပြောင်းရင်လာတဲ့ဟိုအစိုးရဘက်ကပါနော်ဒါကိုဖိတ်ခေါ်တင်တယ်လို့ကျွန်တော်ထင်တယ်သူတို့သူတို့သူတို့ကလာလာခြင်းတာပဲလေဆရာเนาะလာခြင်းနေတဲ့ဥစ္စာကိုကျွန်တော်တို့ကကြိုးစားဖို့လိုတာပါเนาะနောက်တစ်ခုကဒီ27ရာစု ပင်လုံးပေါ့နော်ကျွန်တော်တို့ငင်းငယ်ညီလာကနဲ့ပတ်သက်လို့အခုကျွန်တော်တို့ဒီ February မှာပြန်စပါမယ် February မှာပြန်စတဲ့အချိန်ကျရင်ဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုပြီးတော့သူက၃မျိုး၃သားခွဲခြားရပါတယ်တစ်ကဒီလူမျိုးလိုက်ပေါ့နော်နှစ်က data လိုက်နံပါတ်၃ကတော့အကြောင်းအရာလိုက်ဆိုပြီးတော့လုပ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတော့ပါတီဘိုင်းကနေပြကျွန်တော်တို့လည်းကျွန်တော်တို့အဲတွဲဘက်တွင်းမှုတယောက်ကလည်းဒီမှာ JPDJC မှာထဲထဲဝင် အတွင်းမှုဆိုပြီးလုပ်နေတော့ဒီ February လပြန်လဲကျင်းပမဲ့ညီလာခံအတွက်ကျွန်တော်တို့လက်တွေ့ကျွန်တော်တို့အကောင့်တွေဖို့ကျွန်တော်တို့စူးစမ်းကြရတယ်ဆိုတော့အစိုးရဒီညီလာခံချမှတ်ထားတဲ့ပုံစံတွေအတိုင်းပါနော်ဆိုတဲ့အခါကျတော့အခက်အခဲတွေအများကြီးရှိတယ်ဒီ February လမတိုင်မီအောင်လူကျင်တဲ့ data အလိုက်စူနီဝဲတွေရောနော်နော်လူမျိုးအလိုက်စူနီဝဲတွေရောဆိုတော့တချို့ဟာတွေတကယ်လက်တွေ့လုပ်တဲ့အခါကျအခါကျတော့ အခက်အခဲတွေရှိရဲဟိုစီကံအပိုင်းနေမှာပေါ့နော်တတမမတေချာဟိုချမှတ်ထားတာတွေမရှိဘူးဝီဝါဝါတွေဖြစ်နေရတယ်အများကြီးရှိနေတယ်ဆက်ကျွန်တော်ဆိုလိုချင်တာကတော့ဒီ27ရာစုပင်လုံကြီးလာကကျင်းပရေးနဲ့ပတ်သက်လို့တော့ဒီထက်ပို့ပြီးတော့ဟိုတိတိကျကျနဲ့လည်းရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့လိုမယ်တင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ထင်တယ်ဆက်သွားဖို့အခက်အခဲရှိမယ်အခုက February လမှာလုပ်မယ် လက်မှတ်ထိုးတဲ့အဖွဲ့တွေတဲရမယ်လက်မှတ်မထိုးတဲ့လူမပါဘူးမပါသေးဘူးပေါ့နော်အဲ့လိုမျိုးဖြစ်မယ်နောက်အခုက pilot project ဆိုပြီးတော့လုပ်တာလူမျိုးလိုက်ဆိုရင် KM လုပ်မယ်အဲ data လဲဆိုတရင်နိုင်မှာလုပ်မယ် CSO တွေအဲ့မှာအကြောင်းအရာလိုက်နေပြီးတော့မှလုပ်မယ်သို့တော့ဒီနေ့အထိဘာမှမစနိုင်သေးဘူးသူတို့အခက်အခဲတွေလည်းအများကြီးရှိတယ် data လိုက်မှာဘာတွေပြောမလဲခေါင်းစဉ်တွေဘယ်လောက်ပဲသတ်မှတ်ထားတယ်စသဖြင့်ပေါ့နော်ဒီအပိုင်းတွေကိုလည်းကျွန်တော်တင်တယ်ပြန်စဉ်းစားတင်တယ် ခုလာမဲ့ February မှာပေါ့နော် February မှာအလုံးပါဝင်နိုင်ဖို့ရခုနပြောလုတ်တဲ့လုပ်ငန်းလုပ်တဲ့ခါမှာလည်းလွယ်လွယ်ကူကူလုပ်နိုင်အောင်ပေါ့နော်အခုကလုပ်ငန်းမှာအများကြီးဖြစ်နေတယ်ခေါင်းစဉ်တွေကအများကြီးဖြစ်နေတယ်ဘာဥတီဘီပြောရမလဲဘာဆွေးနွေးရမလဲဆိုတာကအခက်အခဲတွေအများကြီးဖြစ်နေတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာအခုလို့ပါဝင်ပြီးတော့ဆွေးနွေးပေးခဲ့တဲ့အတွက်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကတော့လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လက်နက်ကင်ပတိပခါရင်းနဲ့ပတ်သက်ပြီးတော့ဒီ ဒီဒေတာတွေမှာဒါညဉ့်ဉန်းရေးတွေပြန်လည်ပြီးတော့ရရှိဖို့မြန်မာပြည်မှာစစ်မှန်တဲ့ Federal Democracy စနစ်ဒါဖြစ်ပေါ်လာဖို့ ကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့ဒီရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကအထွေထွေတွင်မှုဦးဆိုင်ညွန်နဲ့နောက်တစ်ခါလူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီကအုပ်ထောက်ဦးအောင်မိုးစောတို့ကိုကျွန်တော်တို့ဒါဖိတ်ခေါ်ပြီးတော့ဆွေးနွေးတင်ဆက်ပေးကြတာဖြစ်ပါတယ်ဒီစီစဉ်မှာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကဆိုလို့ရှင်တော့ဒါထုတ်လွှင့်ပေးတဲ့မြမသားနဲ့ရုပ်မြင့်တန်ညာအာမာတီဝီရဲ့အာပေါ်လည်းမဟုတ်သလိုဒီစီစဉ်တွေကိုထုတ်လုပ်ပေးတဲ့အဖြစ်ရုပ်တန်သတင်းဌာနရဲ့အာပေါ်တွေလည်းမဟုတ်ပဲနဲ့ပါဝင်ဆွေးနွေးခဲ့ကြတဲ့လူပုဂ္ဂိုလ်တဦးချင်းစီရဲ့အာပေါ်သာဖြစ်တယ်ဆိုတဲ့အကြောင်းတင်ပြရင်းနဲ့ကျွန်တော်တို့ရဲ့မြမောက်ကြီးရာတုံးသက်စရာအစီအစဉ်လေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ